တငယ်ချင်းဘလို့ခေါ်မယ်မကွဲတဲ့တငယ်ချင်းတချို့တငယ်ချင်းအခြေခံကွဲသွားကြရှိတယ်ဒါနှစ်ပေါင်း40 40 40ရှိတယ်ဆုံးမဆူတာလည်းမပါဘူးကြောင်ကြောင်ကတော့မောင်နှမလိုနေတော့လေအဲ့လိုတတိပိတာလေးပဲရှိပါတယ်အဲ့လိုစောင်းနေစောင်းနေတာမြင်လို့ရှိရင်တဲ့ပြီးလိုက်တာမျိုးအဲ့လိုအဲ့လိုမျိုးပါအဲမဟုတ်လေရှောက်ပြောရှောက်ပြောလားသူစောင်းနေတယ်သူမစောင်းသူအမြဲတမ်းတဲ့ သူ့ကိုချစ်တဲ့ထင်မှာပိုသဘောတူတယ်လို့လည်းရှိခဲ့တာပေါ့နော်ဒါပေမဲ့ तू အလူလူကြီးပဲလုပ်ချင်တယ်အော်လုံးရဲလည်းလည်းအများများလက်ချင်းနဲ့ဆင်းရဲကုန်းနဲ့လောက်ကဆိုလို့ရှိရင်အကုန်လုံးတညီတဲ့ထွက်တဲ့အတန်တန်ရှိတယ်။ဟာအင်းနမပြုတာရန်ကောင်းနေဆိုတော့တညီတဲ့ထွက်လာကြတယ်။ဘာလို့လဲဆိုတော့သူလည်းအဲ့အချိန်မှာသူခန္ဓာရတဲ့သူရှိမှာပေါ့နော်။အဲ့တော့အခုနေနေကအဲ့အချိန်မှာလွတ်လပ်တဲ့လူဖြစ်နေတာဆိုတော့လေဒါပေမဲ့လူပဲနေတာလည်းတခုကောင်းလို့မကောင်းတဲ့ချက်တွေလည်းရှိပါတယ်။မကောင်းတဲ့ချက်တွေအများကြီးမဟုတ်ပါဘူးလို့အထီးကျန်တာပါပဲ။ကျန်တာအကုန်လုံးလွတ်လပ်ပါတယ်လွတ်လပ်ပေါ်ပါဘူး။ ။ဟောဒီနေ့တော့ကျွန်တော်မြန်မာနိုင်ငံရွှေရှင်စီယုံရဲ့20ကြိမ်မြောက်အဲမဟာဘုံကဒိန်ပေါ့ပွဲပွဲနေပေါ့နော်ဒါဘုံကဒိန်အတွက်ကိုကျွန်တော်တို့ကဒါလာပြီးတော့မှလှူဒါန်းတာဖြစ်ပါတယ်ပြီးတော့ဆုံးနေလောင်းတယ်ပြီးတော့ဘုံဘုံတွေကိုဆုံးကတ်တယ်ပေါ့အဲ့တို့ကိုလာပြီးတော့အပီးတာပါအဲ့ဒီတော့နေ့တိုင်းပါပဲမနေ့ကလည်းကြီးမှာပါပဲအဲမနေ့ကလည်းညနေနဲ့ပဲပြည်သာပဲပြီးတာလေအခုလည်းဒီမှာ ဒါမေးတိထားမရောက်ပါဘူးငါသိပြီတော့မင်းနဲ့တိုင်ပင်ဖြစ်ပါတယ်ကျွန်တော်တို့ဆိုအလိုပေါ်အလိုတကူကဟိုဥမာရုပ်ရှင်စီယုံအလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအမှုဆောင်တွေလည်းဖြစ်တော့အများနဲ့တွေ့ပြတယ်တွေ့ပြတဲ့ခါကျတော့တွေ့တဲ့ခါကျမှအစုပြီးတွေ့ပြကြတယ်အဲ့လိုမျိုးအဲအားကြောင့်မလို့ပွဲသွားလဲအလိုအတိုင်းပဲဖြစ်တာပေါ့နော်အဲအဲ့လိုဘာဝင်မဲ့ဘာရဝင်မဲ့ပေါ့အဲလူမဲ့ဆိုလက်တူတိုင်ပင်မဲ့လူဖြစ်ပါတယ်ဘယ်သွားသွားပေါ့ဘယ်သွားသွားပြလာလာပေါ့နှစ်ယောက်တူပါတဲ့ခီမျိုးဆိုလို့ရှိရင်ပို့ပြီးတော့ တိုင်မင်ဖြစ်တယ်အဲပွဲလေးလေးပူလောင်လူစဉ်းစားဖြစ်တယ်ပေါ့အဲ့မစရောဟောဒါဟိုအရင်ကတည်းကလေအလုပ်တူတူလုပ်လာခဲ့တဲ့ခါကျတော့ဒါတိုင်ပင်နေကြအလုပ်ဆိုတဲ့နှစ်ယောက်ကတိုင်ပင်နေကြသွားရတဲ့တိုင်ပင်နေကြဆိုတာကအခုချိန်ထိပေါ့နော်တကယ်ချင်းဘလို့ခေါ်မလဲမကွဲတဲ့တကယ်ချင်းအချို့တကယ်ချင်းအခြေခံကွဲသွားကြရှိရဲ့ဒါနှစ်ပေါင်း40 40လား40ရှိတယ် ဆုံးမဆိုတာလည်းမဟုတ်ပါဘူးကြောင်ကြောင်ကတော့မောင်နှမလို့နေတော့လေအဲသတိပေးတာလေးရှိကြပါသူလည်းကိုယ်ကိုသတိပေးကိုယ်လည်းသူ့သတိပေးပေါ့အဲ့လိုမျိုးပေါ့အဲအဲ့လိုသတိပေးတာလေးပဲရှိပါတယ်အဲ့လိုစောင်းနေစောင်းနေတာမြင်လို့ရှိရင်တဲ့ပေးလိုက်တာမျိုးအဲ့လိုအဲ့လိုမျိုးပါအဲမဟုတ်လေရှောက်ပြောရှောက်ပြောလားသူကစောင်းနေတယ်သူကမစောင်းသူအမြဲတမ်းတဲ့အဲ့လိုဆိုတော့အဲ့လိုပေါ့ကြောင်ကြောင် ဟိုအမင်းဟိုကုညီဖေးမှမှုတော့ရှိရရှိတာပေါ့ဟိုအဲ့လိုအဲ့လိုမျိုးဆိုရှိပါတယ်အဲ့လိုပဲပေါ့ကျွန်တော်တို့ကားရတဲ့အခါမှာပြပြပေါင်းတင်းဆက်ဆက်ရင်ပဲပြပြအဲ့လိုပွဲတစ်ခုမှာပြပြကားရတဲ့အခါပဲပြပြကျွန်တော်တို့အာတခုခုလုံးမဲ့သူဟိုဘလူးဘလူးအပြောတွေခံနိုင်ရှိလဲဘလူးပြောမခံရအောင်လုံးမလဲအဲ့လိုမျိုးမှန်တာပေးရပေးရပူမှန်လဲ လူလူမှားမှာလားဒီလူလူအပြိုးတိခံရမှာလားဆိုတော့အများအားစဉ်းစားဟိုခေါက်တို့ခေါက်ပြန်စဉ်းစားတွေးကြတိုင်မြင်ပြီးတော့မှအလုပ်တစ်ခုစလုပ်ဖြစ်ပါတယ်အဲကားရဲ့ပဲဖြစ်ဖြစ်အဲပွဲသွားတာပဲဖြစ်ဖြစ်အဲစကားပြောတာပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒါမှလည်းကျွန်တော်တို့ကြည်တဲ့ပြည်သက်ကလည်းကျွန်တော်တို့ဘုံမှာအဲချစ်ခင်တဲ့စိတ်ကရော့တော့မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ ဲ့လိုပေါ့အများနဲ့ပြင်ဆင်ပြီးပြောဆိုတဲ့ပုံမှာတို့ကလည်းကျွန်တော်တို့လက်ခံမှာပေါ့နော်သိကြည်တာသိနေတာခုခက်တယ်သိနေပုံစံနော်ငငယ်တော့တို့သူတို့သူသူ့အနေနဲ့သူပါအောင်ပေါ့ဗျာငငယ်တို့လူကြီးကောင်းတဲ့အသက်ကြီးတဲ့အခါမှာပူလာတဲ့အစီချရတာပူလာစီချရတဲ့အခါမှာအဲ့လိုပဲအဲကြည့်ပြောရှုပြောရှိအောင်ပေါ့အဲဟိုအဲခံခံကြမှုလေးရှိအောင်တိုက်ရမှုလေးရှိအောင်အဲ့လိုလိုထင်းသေးရပါတယ်ဟိုပရိသတ်နဲ့အမြဲချီးကျူးနေတဲ့ဟာကြတော့လေ ဆက်ရက်လေးဖြစ်အောင်ပေါ့နော်။အောက်ဝဲရတာပေါ့။ဒါဒါလည်းအမှုပညာကိုချစ်လို့အမှုပညာကိုဆက်လုပ်နေလို့ဒါလေးလုပ်နေရအောင်။ပုံမှန်အနေထားဆိုရင်တော့ဒါအဲ့လို့ဆိုမလို့လေ။အဲ့လားမျိုးရိုးနဲ့လည်းဆိုင်တယ်။ဒါဆိုတော့အေးပေါ့ညီမလည်းအကုန်လုံးကတအဲ့လိုပဲ။အဲပုံတိတ်ချင်တော့တော်ဝင်တော့နော်။သူကလေအချစ်လေအများဆုံးခံရတယ်မင်းသားဒါပေမဲ့အဲသူကတော့အလုံးမြပေးတာပေါ့တယောက်တည်းချစ်တယောက်တည်းဖြစ်နေမှာဆိုတော့အလုံးမြပေးတာ သူ့ကိုချစ်တဲ့မှာပိုသဘောတူတယ်လို့လည်းရှိခဲ့တာပေါ့နော်။ဒါပေမဲ့ तू အလူလူကြီးပဲလုပ်ချင်နေတယ်။အမားတော့ဟောပေါ့ဟိုလွန်ခဲ့တဲ့လောက်လည်းရမ်းများလာချင်းနော်။ရှင်းနေကုန်းနဲ့အလောက်ကဆိုလို့ရှိရင်အကုန်လုံးတညီတဲ့ထွက်တဲ့အတန်တန်ရှိတယ်။လွန်ခဲ့တဲ့ရှင်းနေကုန်းနဲ့ဆယ်နှစ်လောက်ကပေါ့။ဟာအင်းမပြူတာရမ်းကောင်းနေဆိုတော့တညီတဲ့ထွက်လာကြတယ်။အော်လဲဆိုသူတို့လည်းအဲ့အချိန်မှာသူတို့ခံစားရတော့ရှိမှာပေါ့နော်အဲ့တော့အခုအနေနဲ့ကအဲ့အချိန်မှာလွတ်လပ်တဲ့လူဖြစ်နေတာဆိုတော့လေ သူနေအဲ့အချိန်မှာဘလူမျိုးကြီးရင်ဆိုင်နေရလဲတော့မသိဘူးအဲ့အချိန်မှာအကုန်လုံးဆရာအတန်ထွက်လာတာစိတ်ပစ်သွားတယ်ဟာဒီလူပဲနေဒီလူပဲနေဆိုတော့ဒါပေမဲ့လူပဲနေတာလည်းတခုကောင်းသလိုမကောင်းတဲ့ချက်တွေလည်းရှိပါတယ်မကောင်းတဲ့ချက်တွေအများကြီးမဟုတ်ပါဘူးသူအထီးကျန်တာပါပဲအထီးကျန်တာပါတခုဆိုတိုင်မင်မတင်လည်းမရှိတာတခုဆိုလို့ရှိရင်အဲတချို့ကိစ္စမျိုးတိုင်မင်ရင်နဲ့လူမျိုးကိုရွေးချယ်ရတဲ့အခါမှာခက်ခဲတဲ့အခါမျိုးတွေ အဲ့လောက်ပဲရှိပါကျွန်တော်အကုန်လုံးလွတ်လပ်ပါတယ်လွတ်ပေါ်ပါပါဘစင်ညာသူကအလှပအောင်မြင်နေကျွန်တော်အမြင်ပြောမယ်ဆိုသူကအလှပအောင်မြင်နေထင်းနေတဲ့အတွက်သူ့ဥပမာကျွန်တော်ကျင်းတ်ပါတယ်ဝတ်စားဖို့မဲ့ solution နဲ့တိုက်ရိုက်တိကျတာသူဝတ်တယ်ကိုင်းနဲ့လိုက်တဲ့လက်ဖက်တဲ့အဝမျိုးသူဝတ်တယ်ဝတ်စင်တတ်တယ်ယူချတတ်တယ်နောက်ခုကတခါတလေသူ့ရဲ့အဲကိစ္စတော်တော်များများလဲကျွန်တော်တို့တိုင်ပွင့်ရင်ဖွင့်ပြောတာတွေလည်းရှိပါတယ်ကျွန်တော်တို့ကလည်းသူ့အကြံပေးပေါ့အဲ့လိုမျိုးလေးရှိပါတယ်ဗျာ အဲ့လိုမျိုးလေးပေါ့တခါလေးကျတော့အပြင်မှာထွက်တဲ့သတင်းနဲ့တကယ်ဖြစ်နေတာလားဆိုတော့သူလှမ်းတီးခေါ်အဲ့လိုအပြင်မှာသူသတင်းထွက်တယ်ပေါ့သူလည်းကျွန်တော်အကြံပေးပေါ့အဲ့လိုမျိုးပတိယောကအာပြောပြတာပေါ့အဲဘလူးနီဘလူးနီဘလူးတိုင်းဘလူးတိုင်းပေါ့အပြင်မှာဘလူးနံပါတ်ထွက်နေတယ်ပေါ့အဲ့လိုမျိုးလေးတွေပေါ့နံပါတ်ဆိုအပြည့်မဟုတ်ပါဘူးလူတွေကအဲ့လိုပေါ့အာထင်အောင်ထင်မှားနဲ့ခုခေတ်ကြီးရယ်ပူချော့ဆရာကောင်းတယ်လေ တို့ထီအောင်ဓမ္မတွေအရန်ပြောတာဆိုတော့တင်းနဲ့တက်လာတဲ့တင်းနဲ့အပြင်းနဲ့ဘာမှမဆိုင်အမှားလို့အဲ့လိုအဲ့လိုဆိုတော့တင်းထားလို့ရအောင်ပေါ့တင်းထားအောင်ထားလို့ရအောင်လို့အဲ့လိုမျိုးတွေပြောပြအရင်ကတော့လင်မယားပေါ့ဗျအခုလည်းလင်မယားတော့လေရဲတို့ရဲရပါတယ်တခါလေးဆိုတော့အမှားဖြစ်သွားလိမ့်မယ်အဲ့လိုညီမတော့ခံဖြစ်ဘူးနော်တခါဖြစ်ဘူးကျင်းနေညီမဖြစ်ဘူးလားအေးမောင်နမချူတွေပြန်နေလားချူတွေပြန်နေအဲ့ အစုံငန်းနဲ့လင်မယားတွေများပါတယ်ဟုတ်နောက်ကမှအမနော်နောက်ကမှမဘူကင်လောက်တာလားသူပါတယ်ကြာကြာရည်နေကြပါဘောအမှန်တော့လင်မယားဆိုလို့ရှိရင်လည်းအဲ့လိုအစင်တန်းတစ်ခုရွေးချယ်ပြတာပေါ့နော်ဘယ်လိုဘယ်လိုအိမ်မျိုးမှရိုက်မလဲဆိုပြီးအဲ့ဒီအပေါ်မှာကြည့်ပြီးတော့မှဒီဇန်နယ်လေးဖက်တဲ့ဝစားမျိုးတွေအိမ်နေသူဘယ်လိုလဲအပြန်ပြန်လန်ဘယ်လိုလဲအပြင်ထွက်သူဘယ်လိုလဲယုံသွားယုံပြန်အဲကြောင်းသွားကြောင်းပြန်ဟိုမှာကုမ္ပဏီသွားကုမ္ပဏီပြန်ဒါမျိုးတွေကလည်းညှိပြညှိပြတယ်ညှိပြပြီးတော့နိုင်စင်းသူဘာတွေဝတ်မလဲနိုင်ဒရက်စ်ဝတ်မလဲဘယ်လိုဝတ်မလဲပေါ့နော် အဲ့လိုမျိုးတွေညှိပစ်တယ်ပြီးတော့ဒါလည်းပြောတဲ့အခါမှာလည်းအဲ့လိုမျိုးပေါ့ဇာဝန်နဲ့အဝင်ခွင့်ညဖြစ်တဲ့ flow မျိုးတွေအဲ့ဒီမျိုးတွေညှိပစ်ပါတယ်အဲ့လိုမျိုးတွေအများပြင်ဆင်ပြပါတယ်ကျွန်တော်တို့ဒီချင်းလေးအားပြီးတဲ့ချစ်တဲ့ပြည်သူကြီးအားလုံးကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျာဆက်လက်ပြီးအားပေးပါလို့လည်းညှိတဲ့အခမ်းကြပါတယ်